ရုပ်အနေနဲ့ တရုတ်တိုင်းပြည်ကိုကျူးကျော်မယ်ဆိုပါကနောက်ဆက်တွဲကျိုးဆက်များကိုတရုတ်သမ္မတရှီဂျင်းပင်ကနားလည်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ထရန့်ဟာနိုဝင်ဘာလ2ရက်က CBS News ကထုတ်လင်းခဲ့တဲ့အင်တာဗျူးတစ်ခုမှာအဲ့လိုပြောကြားခဲ့ခြင်းဖြစ်ပြီးအမေရိကန်ဟာတရုတ်တိုင်းပြည်ကိုကောက်ွယ်ပေးမှာဟုတ်မဟုတ်ကိုတိတိကျကျပြောကြားရင်ညင်းဆိုခဲ့ပါတယ်။အော်တိုဘာ30ရက်ကတန်ကိုရီးယားတွင်တရုတ်သမ္မတရှီနဲ့တွေ့ဆုံခဲ့ချိန်မှာတရုတ်တိုင်းပြည်ကိုအကြောင်းကိစ္စတစ်ခုအနေနဲ့ပင်ဆွေးနွေးခဲ့ခြင်းမရှိခဲ့ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုဟာထရန့်နဲ့ရှီတို့ ကြား6နှစ်အတွင်းပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ် CBS ရဲ့60 minutes အစီအစဉ်မှာတရုတ်နေနဲ့တရုတ်တိုင်းပြည်ကိုစီးရီးရကျူးကျော်မယ်ဆိုပါကအမေရိကန်တပ်ဖွဲ့များကိုလှုပ်ရှားရဲ့အမိထုတ်ပြန်မှာဟုတ်မဟုတ် trend ကိုမေးမြန်းခဲ့ပါတယ်။အဲ့လိုဖြစ်လာမယ်ဆိုရင်ခင်ဗျားလည်းသိရမှာပါ။အဲ့ဒီဖြေကိုသူလည်းနားလည်ထားမှာပါလို့ trend ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ trend ဟာအော်တိုဘာလ31ရက်က ဖလော်ရီဒါမှာရှိတဲ့၎င်းရဲ့ဆိုင်မှာပြုလုပ်ခဲ့တဲ့အဆိုပါအင်တာဗျူးမှာ၎င်းပြောခဲ့တဲ့မှတ်ချက်ရဲ့အသေးပေကိုရှင်းပြရည်ညင်းဆိုခဲ့ပါတယ်။ကျွန်တော်ရဲ့လျှို့ဝှက်ချက်ကိုထုတ်မပြောနိုင်ပါဘူး။တခြားတစ်ဖက်မှာတိမာပါလို့ထရန့်ကပြောကြားခဲ့ပါတယ်။ရှေ့ပြင်းရှီနဲ့အနီးကနေသူများကထရန့်သမရာဖြစ်နေချိန်မှာမိသည့်အရာကိုမှပြုလုပ်မှာမဟုတ်ကြောင်းပွင့်ပွင့်လင်းလင်းပြောကြားခဲ့လို့ထရန့်ကဆိုပါတယ်။